DPP ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။မကွေးတိုင်းပခောက်ကူမြို့နယ်ထဲမှာဧပြီလ23ရက်နေ့ညနေပိုင်းကစစ်ကောင်စီရဲ့စစ်တပ်လေထီတစီပြစ်ချခံခဲ့ရပြီးဆက်ချုပ်ရင်သွားလို့မြေပြင်ဆင်သက်ခဲ့ရတဲ့စစ်တပ်လေထီတစီကိုမိရှုဖြက်စီခဲ့ရလို့ Burma Revolution Rangers အဖွဲ့ကပြောပါရတယ်။ ပဲခူးတိုင်းရန်ကုန်ပြည်ကားလမ်းပေါ်မှာနေမြင့်ရှင်းလင်းရေးလုပ်ရင်စစ်ကောင်စီတပ်သားနဲ့ပြူစောထီတွေကိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စီဘက်က၈ယောက်တည်ဆုံးပြီး၄ယောက်ထရားရတယ်လို့တာယာရီ KI တပ်ရင်၃၈၀၀နဲ့တပ်ခွဲနှစ်ကဧပြီလ23ရက်မှာထုတ်ပြန်ပါတယ်ညအုံမျိုးက၁၄စိတ်မှာဧပြီလ၂၃ရက်နေ့ကခလေးလေးယောက်ရေစင်ချိုရင်ရင်းနှစ်သစ်ဆုံးခဲ့တယ်လို့မိသက်တပ်ဖွဲ့စီကသိရပါဗျ ညအုပ်မြို့နယ်မိသက်စခန်းကအထောက်ကူပြုရင်တစည်း assault boat တစည်းနဲ့ရှာဖွေကစေးတပ်ဖွဲ့ဝင်တွေအမှတ်ကအရန်မိသက်စခန်းကတပ်ဖွဲ့ဝင်တွေလူမှုကူညီရေးရင်တစည်းတို့နဲ့ပူးပေါင်းရှာဖွေရမှာ12နာရီမိနစ်40မှာကလင်းနှောင်းရဲ့ရုပ်အလောင်းတွေကိုဆယ်ယူရရှိခဲ့ကမိုးလွဲ2နာရီမှာကျန်နေတဲ့ကလင်းနှောင်းရဲ့ရုပ်အလောင်းတွေကိုလည်းဆယ်ယူရရှိခဲ့ပြီးအသက်73နှစ်ကနေ79နှစ်အရွယ်ဖြစ်တယ်လို့သိရပါတယ်ရှင် DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။